မင်္ဂလာပါကျွန်တော် channel ကိုကြိုဆိုပါရစေဒီဗီဒီယိုထဲမှာတော့ Binance account ဖွင့်နည်းကိုအစင်လိုက်လိုက်ပြပေးပါမယ်ပထမဆုံးအစင်က Binance account ကိုတွားပြီး sign up ကိုနှိပ်ပါဒီနေရာမှာတင် email လိပ်စာကို ရိုက်ထည့်ပြီး continue ကိုနှိပ်ပါဒီအချိန်မှာတင် email ရဲ့ကို6လုံးမှာကုတ်တစ်ခုပေးပို့ထားပါမယ်တဲ့ email inbox ထဲကို သွားပြီး Binance ကပေးပို့တဲ့ email ကိုရှာပါ inbox ခထဲမှာမတွေ့ရင် spam folder ကိုစစ်ဆေးပါ။ email ကိုဖွင့်ပြီး activation code ကိုပူးယူပါ။ပြန်ပြီး Binance ကဒီနေရာမှာ code ကိုတက်ထည့်ပါ။အခုစကားဝတ်သတ်မှတ်ပါစကားဝတ်ကအ ਨੇ ဆုံးအခရာ၈လုံးပါရမယ်နံပါတ်၃လုံးနဲ့အကြီးစားလုံး၃လုံးပါရမယ်ပြီးရင် continue ကိုနှိပ်ပါဒီနေရာမှာ yes ကိုနှိပ်ပါ ထပ်ပြီး yes ကိုထပ်နှိပ်ပါ referral နေရာမှာ အခုမျက်နှာပြင်ပေါ်မှာမြင်ရတဲ့ကုတ်ကိုထည့်ပါဗီဒီယိုအောက်ဖော်ပြချက်ထဲကနေပါကုတ်ကိုကူးယူပြီးတက်ထည့်နိုင်ပါတယ်ဒီကုတ်ကိုသုံးတာနဲ့နောက်ပိုင်းမှာ Binance မှာလက်ဆောင်ပို့များရမယ်ဒါကြောင့် next ကိုနှိမ့်လိုက်ကြရအောင်အခု Binance အကောင့်ကိုသုံးဖို့တင့်ကိုပိုင်းထောက်ထားအတည်ပြုဖို့လိုပါမယ် ဒီလုပ်ငန်းစဉ်က9မိနစ်လောက်ကြာပြီးအစိုးရထုတ်မပုံတင်ရင်ကက်ရင်မောင်းလိုင်စင်သို့မဟုတ်ပတ်စပို့တစ်ခုလိုပါမယ်။ပထမဦးစွာတည်နေထိုင်တဲ့နိုင်ငံကိုရွေးပါဒီနေရာမှာတေချာစွာဂျပန်မရွေးပါနဲ့။ဒီနေရာမှာတိတ်ကိုပိုင်ထောက်ထားဖြစ်ရင်မောင်းလိုင်စင်မှတ်ပုံတင်ကက်သို့မဟုတ်ပတ်စပို့တစ်ခုနဲ့အတည်ပြုနိုင်ပါတယ်။ဘေဟာမဆိုလုပ်ငန်းစဉ်ကတူညီတာမှုတင့်အတွက်အစဉ်ပြေဆုံးကိုရွေးလိုက်ပါ။ ဥပမာအခုငါက passport ကိုရွေးပြီး continue ကိုနှိပ်မယ်။အခုအဆင့်မှာရွေးချယ်စရာနှစ်ခုရှိပါတယ်။တင်အထောက်ထားစာရွက်စာတမ်းကိုဒီကွန်ပျူတာနဲ့တင်ပို့လုပ်နိုင်တယ်လို့ဖုန်းနဲ့လည်းလုပ်နိုင်ပါတယ်။မြန်ပြီးလွယ်ကူတာကြောင့်ငါကဖုန်းနဲ့လုပ်ဖို့အကြံပြုပါတယ်။အဲဒါကြောင့်တင်းစမတ်ဖုန်းကိုယူပြီးကင်မရာအက်ကိုဖွင့်ပြီးဒီခေါက်ကုတ်ကိုစကန်ပါ။နောက်တစ်ဆင့် opening trauma ကိုနှိပ်ပါဒီနေရာမှာအလောက်ကိုနှိပ်ပါ ဒီနေရာမှာတင်းနိုင်ငံကူးလက်မှတ်ရဲ့အချက်လက်စာမျက်နှာအပြည့်အစုံကိုရယူဖို့သို့မဟုတ်နိုင်ငံကူးလက်မှတ်အချက်လက်စာမျက်နှာကို တင်ပို့ဖို့ရွေးနိုင်ပါတယ်။ကျွန်တော်ဖုန်းထဲမှာနိုင်ငံကူးလက်မှတ်ဓာတ်ပုံသိမ်းပြီးသားဖြစ်လို့ကျွန်တော်ကနိုင်ငံကူးလက်မှတ်အချက်လက်စာမျက်နှာကိုတင်ပို့ရန်ရွေးမယ်။ပြီးရင် upload ကိုနှိပ်ပြီးဓာတ်ပုံကို တင်ပို့ပါ။နိုင်ငံကူးလက်မှတ်အချက်လက်စာမျက်နှာတင်ပြီးနောက် continue ကိုနှိပ်ပါ။ နောက်အဆင့်က emotion စစ်ဆေးမှုဖြစ်ပါတယ်စတင်ဖို့ continue ကိုနှိပ်ပါမျက်နှာကို frame နဲ့ထည့်ပြီးမျက်နှာပြင်ပေါ်မှာညွှန်ကြားသလို လိုက်လုပ်ပါ နောက်ဆုံးတင်ချက်လက်ကိုအတည်ပြုပါအချက်လက်တွေကိုထပ်စစ်ဆေးပြီးအားလုံးမှန်ကန်တယ်လို့သိချလာပြီဆိုရင်အောက်ဆင်းပြီးဒီနေရာမှာမြန်မာနိုင်ငံရှိတဲ့နေရဲ့လိပ်စာကိုထည့်ပါ ထို့နောက် continue ကိုနှိပ်ပါ ဒီအဆင့်ပြီးသွားတာနဲ့တင့်ကိုပိုင်အထောက်ထားစစ်ဆေးမှု အပြီးသက်ပါပြီ။ Finance ကတင်းရောက်လာကို စစ်ဆေးပြီးတာနဲ့အတီးပြု email ပေးပို့ပါမယ်။အဲ့ဒီအချိန်မှာ Finance ရဲ့အားလုံးကိုသုံးနိုင်ပါမယ်။နောက်အဆင့်မှာ Finance app ကိုတင်ဖုန်းထဲတင်ပြီး အကောင့်ထဲဝင်နှီးပြပေးမယ်လွယ်ပြီးမြန်နာမှုစကြရအောင်။ App Store ကိုသွားပြီး Binance ကိုရှာပြီးဖုန်းထဲတင်ပါ။ download ပြီးတာနဲ့ open ကိုနှိပ်ပြီးအက်ကိုဖွင့်ပါအက်ကသတိပေးချက်ခွင့်ပြုချက်တောင်းရင်တင်ဆုံးဖြတ်ချက်ပဲခွင့်ပေးခြင်းရင်ပေးမပေးခြင်းရင်မပေးလဲရတယ်အခုမျက်နှာပြင် အောက်ခြေမှာရွေးစရာကိုနှိပ်ပါဒီချိန်မှာမျက်နှာပြင် အောက်ခြေက blogging ခလုတ်ကိုနှိပ်ပါငါပေါ်မှာညွှန်းထားပါတယ်။ပြီးရင်သင်စရင်းသွင်းတဲ့ email လိပ်စာထည့်ပြီး next ကိုနှိပ်ပါ။နောက်တစ်ဆင့်သင်စကားဝတ်ထည့်ပါ။ အခု Binance တင့် email ကို စစ်ဆေးကုတ်ပေးပို့ပါမယ်။ email ကို ဖွင့်ပြီးကုတ်ကိုကူးယူပြီးဒီနေရာမှာတက်ထည့်ပါ။ဒီအချိန်မှာတင် Binance အထဲဝင်နိုင်ပြီး အောင်မြင်သွားပါပြီ။တင့် account အတည်ပြုပြီးမပြီးစစ်ဖို့ check details ကိုနှိပ်ပါ။ဒီလို verify လို့ပြနေရဆိုရင်တင့် account အတည်ပြုပြီးပါပြီ။ဒီနေရာကနေစပြီးငွေထည့်ပြီး Bitcoin နဲ့အခြား cryptocurrency တွေစလို့ရပါပြီ။ ကြည့်ပေးသည့်အတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကြောင့်တင်းအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်မေးစရာရှိရင်အောက်မှာ comment ပြောပါကျွန်တော်အမြန်ဆုံးဖြေမယ်လို့အာမခံပါတယ်ဒါဆိုရင်ကြည့်ပေးသည့်အတွက်ကျေးဇူးတင်ပါတယ်နောက်တစ်ချိန်ထိစောင့်ကြည့်ပေးကြပါကောင်းသောနေ့ရရှိပါစေကိုပြီး